အားလုံးပဲမင်္ဂလာပါရှင် Freedom for Future YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့လေးမှာတော့ဆရာမင်းသင်္ခါရဲ့ဘဝဝင်ကပါအပိုင်း6ကိုကျမအိုင်လာက ဖပြတင်ဆက်ပေးပါမယ်ရှင်လန်ခွဲချိန်ဆရာဦးတန်းပါတီကြောက်ခေါင်ဤမိခင်ဒေါမြင့်နှင့်လက်ထပ်ပြီးနောက် ကျော်ခေါင်နှင့်တွေ့ရန်မျက်နာပူနေသောကြောင့်ကျော်ခေါင်အားထောင်ဝင်စာလာ၍မတွေ့တော့ပေထို့ကြောင့်ထောင်ထဲတွင်ကျော်ခေါင်သည်ကြက်တဲစွာနေရလေတော့၏ဘာဖြစ်တယ်တော့မဆိုနိုင်ဘူးကျွန်တော်ဆရာဦးတန်းပါတယောက်ကျွန်တော်ကိုထောင်ဝင်စာလာမတွေ့တော့ဘူးဟုကျော်ခေါင်ကညီးတွားရင်းပြောလိုက်ရာဘာကြီးညိုကဒီလိုရှိတယ်ကွအချက်နှစ်ချက်ပဲစဉ်းစားရတော့မယ်တစ်ချက်ကဆရာဦးတန်းပါဟာ မင်းစီလာနိုင်လောက်အောင် ကျမရေမကောင်းတော့တာလည်းဖြစ်နိုင်တယ်။နောက်တစ်ခုကတော့မင်းကိုမတွေ့ရတဲ့အကြောင်းလဲပေါ်ကျင်ပေါ်နိုင်သေးတယ်ဟု ပြောလိုက်လျင်ကျော်ခေါင်ကဘာကြီးညိုပြောတဲ့ပထမအချက်ကတော့ဟုတ်ပါပြီ။ဆရာဦးတန်းပါဟာ ကျွန်တော်ကို မတွေ့ရတဲ့အချက်ဆိုတာဘလို့ဖြစ်နိုင်မှာတုံးဟုမေးလိုက်လေ၏။တိုးတိုးပြောမယ်ကွာ။ဦးတန်းပါဟာမိအမေမမြင့်နဲ့အတူနေတယ်မဟုတ်လား။နှစ်ယောက်စလုံးဟာ လူလွတ်တွေချင်းမဟုတ်လားအရွယ်တွေကလည်းအရွယ်ကောင်းတွေ ရှိသေးတယ်လေကွာမိမနဲ့ယောက်ျားဆိုတာနီးနီးဆက်ဆက်နေရင်တနေ့မဟုတ်တနေ့ညှိသွားတတ်တယ်ကွာအဲ့ဒီလိုညှိသွားပြီဆိုရင်မင်းဆရာဦးတန်းပါကမင်းကိုဘယ်မျက်နှာချင်းဆိုင်ဝင်တော့မတော့ငါလူရဟုရှင်းပြလိုက်ရင်အနည်းတွင်ထိုင်နေသောဦးချိတ်ပန်းက ဟုတ်မှာဟုတ်မှာဟုထောက်ခံလေတော့ဤအဲ့ဒီလိုဆိုရင်တော့ကျွန်တော်ရဲ့ထောင်ဝင်စားဟာ ညှို့လင့်ချက်မရှိတော့ဘူးပေါ့ဟုကျော်ခေါင်ကညှဉ်းညူလိုက်လေ၏ထိုအခါ၌ဦးချိတ်ပန်းကဆရာဦးတန်းပါဟာမင်းရဲ့အာစရိယဂိုင်းဝင်ပုဂ္ဂိုလ်ပဲကွခုမင်းအမေကိုယူလိုက်တော့မာတာပီတုဂိုင်းဝင်ဖြစ်သွားပြန်ရောဂိုင်းချင်းကူးသွားတာပေါ့ကွာမင်းအနေနဲ့စိတ်ဆိုးစရာမရှိပါဘူးဟုဝင်၍ပြောလိ။ကျွန်တော်အဖို့တော့ဗာကြီးညိုရှိရင်လုံလောက်ပါတယ်ဟုကြော်ခေါင်ကပြောလိုက်ရင်းဗာကြီးညိုက ဲ့ဒါလည်းပြောရအောင်မယ်ကွလောကကြီးမှာဘသူကိုမှအာမကိုနဲ့တူးနဲ့တူးဆိုတာကကိုကိုင်းသွားနိုင်တဲ့အကြောင်းတွေအနန္တရှိတယ်ကွအဲ့ဒီအနန္တထဲကတခုကတည်ခြင်းတရားပဲမမျော်လင့်မဲဖြိုးကနေဖြက်ကနေတည်သွားနိုင်တယ်အဲ့ဒီလိုအဖြစ်မျိုးနဲ့ကြုံတဲ့အခါမှာအာကိုထားတဲ့လူဟာတည်တဲ့လူနဲ့တောင်ဆိုးတည်တယ်အာကိုရမဲသွားတက်တယ်ဟုဖြေလိုက်လိမ့်ဤတည်တော့မတည်ပါနဲ့အောင်ဗာကြီးညိုရဲ့ဟုကြောခေါင်က ပြောလိုက်လျင် ။ဘာကြီးညိုကငါ့ကိုမသိစေခြင်းဘူးဆိုတာငါ့အတွက်မဟုတ်ပါဘူးကွာ။မင်းအတွက်ငါ့ကိုမသိစေချင်တာပါ။မင်းကလည်းမင်းဘဝမှာငါရှိမှဖြစ်မယ်လို့ထင်နေတာကို အမှန်ကတော့ငါကငါမင်းကမင်းပါကွာ။ငါကလည်းငါ့လောက်စွမ်းရည်ရှိတယ်။မင်းကလည်းမင်းလောက်စွမ်းရည်ရှိတာပဲလူကလေးရာဟုပြောလိုက်လေ။ထိုနေ့ညထောင်ပိတ်ချိန်တွင်မိတို့ဖြစ်သွားသည်မသိဘာကြီးညိုသည်မူးတယ်မူးတယ်ဟုပြောလေ၏။ ျော်ခေါင်ကပွေ့၍ထားရ၏။ဥချိတ်ပန်းကခေါင်းကိုရက်တောင်ဖြင့်ရက်ခတ်ပေးထားရ၏။မတက်သားသည့်အဆုံး၌ထောင်အမှုတန်းများကို အကြောင်းကြားရလေတော့၏။ထောင်အမှုတန်းများသည်ထောင်မှုထောင်ပိုင်တို့အားဆက်လက်အကြောင်းကြားရလေ၏။ထို့နောက်ထောင်ပိုင်ကြီးသည်ထောင်ဆရာဝန်ကိုပင့်၍ရောက်လာလေတော့၏။ထောင်ဆရာဝန်ရောက်မလာမီ၌ပင် စကားမေးမရတော့ပေ။ကျော်ခေါင်သည်အဘအဘဟုခေါ်နေ၏။တို့ရတွင် ။ဗာကြီးညိုသည်ပြန်၍မထူတော့ပေ။ထောင်ဆရာဝန်ကြီးရောက်လာသောအခါ၌ဗာကြီးညို၏ရင်ဝကိုနှစ်ချက်ဖြင့်ကတ်၍နားထောင်ပြီးနောက်ထောင်ပိုင်ကြီးဘက်သို့လှည့်ကားဦးကောင်းကိုရမ်းပြလီတော့၏။ထို့နောက်ကြော်ခေါင်ဘက်သို့လှည့်ကားကောင်လေးအောက်ကိုချလိုက်တော့အဖိုးကြီးဆုံးသွားပြီဟုပြောလီတော့၏။ထောင်ဆရာဝန်ကြီးသည်အဖိုးကြီးဆုံးသွားပြီဟုသောစကားကိုတခွန်းနဲ့ပြောလိုက်တော့လဲ ကျော်ခေါင်ဤနှလုံးအိမ်၌မူအဖိုးကြီးဆုံးသွားပြီ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 ဟူသောအတန်တို့သည် အစင်စင်ပဲ့တင်ရိုက်၍သွားလေတော့တည်းကျော်ခေါင်ဤဘဝသည်ရွှေတောင်ကြီးပြိုတကဲ့သို့ဖြစ်သွားလေတော့ဤပူချိတ်ပန်းသည်ထောင်ပိုင်နှင့်ထောင်ဆရာဝန်ထွက်သွားသောအခါ၌အနည်းရှိ ပလျာတချောင်းကိုကောက်ယူ၍ဗာကြီးညိုဤပါဇက်အသွင်းမှ ွားနှစ်ချောင်းကိုဂျုခနေဂျုခနေမြီအောင် ချွတ်ယူလိုက်တော့ဤထိုအခါကြော်ခေါင်ကဥချိတ်ပန်ဘာလုပ်တာတုံးဗျဟုအလန်တကြားမေးလိုက်လီထိုအခါဥချိတ်ပန်ကတို့ဆရာသမားရဲ့အမွေလေကွာမင်းအတွက်တစ်ချောင်းငါအတွက်တစ်ချောင်းမတက်နိုင်သေးရင်တော့ငွေနဲ့ကွင်းပြီးဝစ်မယ်ကွာတက်နိုင်ရင်တော့ရွှေနဲ့ကွင်းပြီးဝစ်မယ်ဘာပဲဖြစ်ဖြစ်ဒီလူကြီးဟာမင်းနဲ့ငါအတွက်တော့တကယ်ဆရာကြီးပါကွာအဲ့ဒါကြောင့် ငါတရိယလို့ချွတ်ယူထားတာဟုပြောလိုက်လိ။အဲ့ဒီအကြံဉာဏ်ကိုတော့ကျုပ်လဲကြိုက်တယ်ဗျာ။သူ့ရဲ့သွားကို လက်စွပ်ကွင်းပြီးလက်မဝတ်ထားတော့အမြဲတမ်းဗာကြီးညိုကိုတရိယနေတာပေါ့ဟုကြော်ခေါင်ကပြောလိ။ထိုအခါဥချိတ်ပန်းကထောင်ကလို့ရင်ပထမဆုံးရတဲ့ပတ်စံနဲ့ဟော်ဒီသွားကိုရွှေနဲ့ကွင်းပြီးဝတ်မယ်ကွာဟုပြောလိုက်လျင်ကြော်ခေါင်ကရွှေနဲ့ကွင်းယုံမဟုတ်ဘူးဗျာ။ အဲ့ဒီသွားပေးမှာစိန်တွေစီပြီးရန်လိုက်အောင်မယ်ဟု ပြောလိုက်လျင်ဦးချိတ်ပန်းကမင်းဆိုတဲ့ကောင်က သူများထက်ကိုနည်းနည်းပိုတယ်ဒါကြောင့်လူလဲမတက်ရဘဲနဲ့လူတက်မှုနဲ့ထောင်ထဲရောက်လာတာနဲတော့နဲသေးတယ်ဟုပြောလိုက်လျင်ကြော်ခေါင်သည်အာရပါရရီမော၍ဦးချိတ်ပန်းဤကြောကုန်းကိုတပုံးပုံးထူလိုက်လိမ့်ဤအဲ့ဒါအရေးမကြီးဘူးကွတို့မှဆရာမရှိတော့ဘူးဆရာမရှိတဲ့ဒုက္ခဟာဘလောက်ကြီးတယ်ဆိုတာ ငါတို့တွေ့ရတော့မယ်ကိုညိုရှိတုန်းကမင်းရောငါရောကိုတင်စရာရှိတာတွေတင်ပေးတယ်မှတ်စရာရှိတာတွေမှတ်စီတယ်ထောင်ကျနေတာနဲ့မတူဘူးကွရှေးခေတက္ကသိုလ်ပြည်ကြီးကို ရောက်နေတာနဲ့အတူတူပဲခုကြတော့ဒုက္ခတွေ့ပြီပေါ့ကွာဟုပြောလိမ့်ဤတနာယီခန့်ကြာသောအခါ၌သက်ဆိုင်ရာမှထောင်မှုတန်းများနှင့်အတူထောင်မှုဥဆန်သိန်းဆိုသူ ရောက်လာပြီးလျင်ဗာကြီးညိုဤအလောင်းကိုတည်သွားလေတော့ဤကြောခေါင်နှင့်ဥချိတ်ပန်းတို့သာလျင် ဝန်းနေပက်လက်ကြံရိတ်ခဲ့လီတော့ဤ၎င်းတို့နှစ်ဦးသည်ညစီညာတိုင်းဖျားအတူရှိခိုးကြဤထို့နောက်ဆရာသမားဖြစ်သောဘာကြီးတယောက်ကောင်းရာဘုံဘဝသို့ ရောက်ရှိစေကြောင်းလေးလေးနက်နက်ဆုတောင်းကြလိဤဘာကြီးညိုတည်ဆုံးပြီးခုနှစ်ရက်မြောက်သောညတွင်ဥချိတ်ပန်းသည်နှစ်နှစ်ချဲ့ချဲ့အိပ်ပျော်နေရာမှလန့်၍နိုးကာကြောခေါင်ထထဟုအော်ဟစ်လီတော့ဤကြောခေါင်လဲအလန်တကြားအိယာမှထပီးလျင် ဘာဖြစ်တာလဲဥချိတ်ပန်းရဲ့ခမားဟာလည်းအလန်တကြားနဲ့ဟုညင်းညူလိုက်ရာဥချိတ်ပန်းကမင်းလည်းတိသားပဲကွာငါဆိုတဲ့ကောင်ကတနေ့လုံးအလုပ်ပင်ပင်မဲမဲလုပ်ပြီးညကြအိမ်မောကြသွားတာအိမ်မက်မက်တယ်ဆိုတာမရှိပါဘူးကွာအခုတော့အိမ်မက်မက်တယ်ဟိတို့ဆရာကိုညိုတယောက်ဟောဒီတကားပေါက်နာထီရောက်လာတယ်ကွာအဝိစားကလည်းဝိနေကြဟဟောနွန်းနွန်းတော့မဟုတ်ဘူးနော်အယောင်ကတော့အပေါ်ဖြူအောက်အဖြူပါပဲပိတ်ကောင်းပေါင်းဖြူလဲပေါင်းထားတယ်ကွာ မျက်နာကလည်းရှင်ရှင်ပြတ်ပြတ်ပါပဲငါကလည်းကွာအိမ်မက်ထဲမှာတော့သူ့ကိုဒဲတိုးကြီးမိမိတယ်ကိုညိုခမရတီပြီပဲခမရအလောင်းကိုထောင်ရဲ့ဟိုဘက်ပေါက်တော့တင်းချိုင်းမှာသွားမြုပ်တာကျုပ်တောင်ပါသေးတယ်ဘလို့လုတ်ပြီးပြန်လာလာလဲလို့မေးလိုက်တယ်ကွာအဲ့ဒီမှာသူကငါကိုជីជីနက်နက်ကြီးပြုံးကြည့်ပြီး ကိုချိတ်ပန်းနေဗျာတေတာကဥညုံမိုင်းဆိုတဲ့လူရဲ့ရုပ်ခန္ဓာကြီးတည်သွားတာဗျရုပ်ကြီးကတော့ဗျာ အသွေးတွေအသားတွေအကျောတွေနဲ့လှုပ်ထားတော့ယိုယွင်းပျက်စီးသွားတာပေါ့ဒါပေမဲ့နန်တက်ကတော့ဘေးသေးပါမလဲဗျမတီလို့ခမည်းနဲ့လာတွေ့တာဟောဒီကြောက်ခေါင်ကလေးကိုစိတ်မချဘူးဗျကျုပ်ဝေးဝေးမှမနေဘူးခမည်းတို့ကိုစာတင်ပေးတဲ့ဟောဒီတရက်ပင်ကြီးမှပဲနေမယ်လို့ပြောတယ်ကွအဲ့ဒီမှာငါလက်မီနိုးတာဟုဦးချိတ်ပန်းကသူဤထူးဆန်းသောအိမ်မက်ကိုပြောပြလေ၏ထို့အခါကြောက်ခေါင်က ဒီမှာဦးချိတ်ပန်းကြီးအသက်ကြီးပြီဗျာမဟုတ်တာမပြောကြည်ဟုပြောလိုက်လျင်ဦးချိတ်ပန်းကငါလိုအဖိုးကြီးတယောက်ကမင်းလိုကောင်လေးတယောက်ကိုမဟုတ်တာပြောဖို့အေးပြက်ခံပြီးထပါမလားငါလူရဟုဒေါနစ်မောနစ်ပြန်၍ပြောလိမ့်ဤဒီလိုဆိုရင်လဲဘာကြီးညုံနဲ့ဒီတခါအိမ်မက်ထဲတွေ့ရင်ပြောဗျာကျုပ်တို့ကိုတနည်းမဟုတ်တနည်းနဲ့ပညာသင်ပေးပါအောင်လို့ပြောလိုက်ရဦးချိတ်ပန်းကစ조사မယ်ကွာ အိမ်မက်ထဲမှာပြောဖြစ်ရင်တော့မင်းပြောတဲ့အတိုင်းပြောကြည့်မယ်။ဒါပေမဲ့အိမ်မက်ဆိုတာကိုမက်ချင်တယ်လို့မက်လို့မရဘူးလေကွာ။သူမက်ချင်တယ်လို့မက်တာဟုပြောဆိုကာအနည်းရှိရင်းနှွေးခရတဲ့မှအေးဆက်နေပြီဖြစ်သောရင်းနှွေးချမ်းတစ်ခွက်ကို မော့ချလိုက်လေတော့တည်။ဦးချိတ်ပန်းဤအိမ်မက်အထက်ပါအဖြစ်ပြက်များဖြစ်ပွားပြီးတလခံကြသောအခါ၌ဦးချိတ်ပန်းသည်ညနိုင်ပြန်တစ်ချက်သိုးလောက်တွင် ကျော်ခေါင်အားနှိုးပြန်လိကျော်ခေါင်လည်းအိတ်ချင်မူတူးနှင့်ထားပြီးနောက်ဘာဖြစ်တာလဲဥချိတ်ပန်းရဲ့ဤလည်းမအေးရညာလည်းမအေးရမလုပ်စမ်းပါနဲ့ဗျာဟုပြောလိုက်ရာဥချိတ်ပန်းကမင်းကိုတက်တက်နှိုးတာမဟုတ်ဘူးကွာဘာကြီးညိုကိုအိမ်မက်မက်တယ်အဲ့ဒါပြောပြချင်လို့ဟုဥချိတ်ပန်းကဒေါနှိမောနှိပြောလိဘလို့မက်တာလဲဗျပြောပြစမ်းပါအောင်ဟုကျော်ခေါင်ကမေးလိုက်ရာတော်တော်စမ်းနေကွာ သူကခီးသွားเสียရှိတယ်တဲ့နှစ်နှစ်တောင်ခြီးပြီးကြာနိုင်တယ်တဲ့အဲ့ဒါကြောင့်မင်းကိုစောင့်ရှောက်ဖို့သူနေတဲ့တရက်ပင်မှာလာပြီးနေရမယ်တဲ့အဲ့ဒီလိုနေတဲ့အတွက် သူဝစ်တဲ့ပိတ်ဖြူအင်ကြီးတွေပိတ်ဖြူလုံကြီးတွေပိတ်ဖြူခေါင်းပေါင်းတွေကိုငါ့ကိုပေးခဲ့မယ်တဲ့နောက်ပြီးတော့သူပြောတာကိုငါနားလေတာကတော့သူခီးသွားပြီးပြန်လာရင်လဲဒီထောင်ထဲကိုလာလို့မရတော့တဲ့သဘောပဲအပြင်ကပဲသူစောင့်မယ်တဲ့ထောင်ထဲမှာကငါကမင်းကိုစောင့်ရှောက်ရမယ်တဲ့ အဲ့ဒီလိုစောင့်ရှောက်တဲ့နေရာမှာလဲဖနှက်ချုပ်ဘုတ်ကနေမစောင့်ရဘူးတဲ့သူ့လိုပဲဝစ်စားပြီးစောင့်ရမယ်တဲ့ဟုပြောလျင်ကြော်ခေါင်ကဒီအိမ်မက်အတိုင်းဆိုရင်တော့ဥချိတ်ပန်းကြီးခမားတည်မဲလို့မှတ်တဲ့အိမ်မက်ပဲပြဟုပြောလိုက်ရာဥချိတ်ပန်းကနမိတ်မရှိနမမရှိမပြောစမ်းပါနဲ့ကွာငါကလည်းအဲ့ဒီလိုတွေးမိလို့ကြောက်ပြီးမင်းကိုနှိုးတာကွာငါဆိုတဲ့ကောင်ကလည်းပြောရအောင်မယ်လူတက်မှုနဲ့ထောင်ထဲကိုနှစ်ကြိမ်ရောက်လာပြီမဲ့ တည်ရမှာကိုငါအလွန်ကြောက်တာကွာဟုပြောလိမ့်။ဒီမှာတွေ့ရတာကဒါမျိုးကြီးပါပဲဗျာ။တပ်ဝင်တဲ့လူတွေတွေ့ဖူးပါတယ်။တေဝင်တဲ့လူကတော့မရှိတလောက်ပဲဗျာ။နောက်ပြီးတော့လဲဗျာ။ကိုကြီးကိုရာအတွက်တက်ကြတာကြီးပဲ။သူတပားအတွက်အနစ်နာခံပြီးကျူးလွန်ကြတာမရှိပါဘူး။ဥပမာဗျာ။တစုံတစ်ယောက်ကိုတစုံတစ်ယောက်ကမတရားလုပ်လို့ဂျားတဲ့ကဝင်ပြီးခုခံရင်အမှုဖြစ်လာတဲ့လူမတွေ့ရပါဘူးဗျာ။ဟုတ်ကြော်ခေါင်ကပြောလိုက်လေ၏။ မှန်တာပေါ့ငါလူရမင်းပြောတဲ့လူစားမျိုးကလူမိုက်กว่าမိုက်လို့ကိုသူများအတွက်အသက်နဲ့ဝင်ပြီးရင်းတာဒီမှာကလူမိုက်နေတယ်กว่าလူစိုးများတယ်တခုပြောဦးမယ်กว่าငါကိုလူစိုးစီးရင်နဲ့ထက်ထက်မထက်တဲ့ငါကတော့တေးမှာကြောက်တာအမှန်ပဲกว่าငါမတ်တဲ့အိမ်မက်အရဆိုရင်တည်ပြီးရင်လဲထောင်ကမလူသေးဘူးกว่าဒီတရက်ပင်မှာနေရအောင်မယ်မင်းငါအတွက်စားဖို့တောက်ဖို့မမိနဲ့နော်စီးပေါ်လိတ်လဲမှန်မှန်ပေးနော် ပြီးရင်လည်းမိပါတခါတည်းညှိပေးကွာစလိတ်ရှိပြီးမိမရှိရင်ဒုက္ခကွာရင်းနှွေးချမ်းလည်းမပြတ်စေနဲ့နော်ဟုဦးချိတ်ပန်းကပြောလိခမ ्या ကလည်းတေဘဲမတေရသေးဘူးမှားလာချီလာဗျာနောက်ထပ်ဘာမှအုံးမလဲဟု ကြော်ခေါင်ကမေးလိုက်လိသတင်းစာလေးဗာလေးရရင်လည်းငါ့ကိုဖတ်ပြပါကွာငါကအပြင်သတင်းလေးပါလေအမြဲတည်ကျင်နေတာကွအဲ့ဒါလေးတော့လုတ်ပေးပါကွာဟုဦးချိတ်ပန်းကပြောလိ၏ အတိလောက်ပြည့်ပြည့်စုံစုံဆိုရင်တော့ခမားမသေးနဲ့ဗျာကျုပ်သေးမယ်ခမားကကျုပ်ကိုလှုပ်ပေးဟုကျော်ခေါင်ကပြောလိုက်ရာဒီလိုလှုပ်လို့မရဘူးထင်တယ်ကွာဘာကြီးညိုပြောတာကငါ့ကိုပဲတာဝန်ပေးတာ ကိုရတဲ့တာဝန်ကိုသူများကိုလွှဲလို့မဖြစ်ဘူးထင်တယ်အဲ့ဒီတော့ဒီတာဝန်ကိုငါပဲယူရမယ်မိဟာမင်းအေးအေးဆေးဆေးနေစမ်းပါကွာဟုပြောလျင်ကျော်ခေါင်ကထားပါတော့ဗျာတကယ်နှစ်စေပြီး ချုပ်လွတ်သွားရင်ခမားကိုဘသူကထမင်းကျွေးมาလဲဆလိပ်ပေးมาလဲရင်းနှွေးချမ်းတိုက်มาလဲဟုပြန်၍မေးလိုက်ရာဥချိတ်ပန်းကမင်းပြောတာလဲဟုတ်တာပဲကွာညောင်ပင်တစီတောင်ဝီလီလီပဲပြောခွင့်ရတာတရက်ပင်တစီဆိုတော့ဝီလီလီတောင်ပြောခွင့်ရမှာမဟုတ်ဘူးဘလို့ဖြစ်မယ်ဆိုတာတော့ဘာကြီးညုံနဲ့တွေ့မှမေးကြည့်မယ်ကွာနောက်ပြီးတော့ तू ဘဲကိုခီးထွက်တာလဲဆိုတာငါသိပြီးသိကျင်တယ်ကွာဒါကလည်း तू နဲ့တွေ့မှမေးကြည့်ရမှာ သူနဲ့တွေ့ရမှာကလည်းတရားအောင်မယ်မဟုတ်လားတော်တော်အရေးရှိတဲ့ကိစ္စပဲငါဖြင့်ညံမမိပါဘူးကွာတေးပြီးဟိုဘက်အချောင်းကိုမစင်စားပါနဲ့ဒီမနေ့မိုးလင်းလာလို့ထောင်တကားဖွင့်တဲ့အခါဘာလေးများစားရမလဲလို့စင်စားစမ်းပါငါလူရဟုပြော၍တဟာဟာရီကနေလိဤ၎င်းတို့နှစ်ဦးသည် ပြန်၍မအိပ်ဖြစ်တော့ပဲရောက်တဲ့ရရာ စကားများပြောဆိုရင်းမိုးထိန်ထိန်လင်းခဲ့လိဤ မိုးလင်းသောအခါ၌အချင်းထောင်တစ်ခုလုံးရှိအိတ်ဆောင်များကိုတက်ဆိုင်ရာထောင်အမှုထမ်းများကလိုက်လံ၍ဖွင့်ပေးလေ၏ဖွင့်ပြီးညမကြာမီ၌ပင်ကြော်ခေါင်သည်ဥချိတ်ပန်းတောက်ရန်အတွက်ရေနွေးအိုးတွင်လက်ဖက်ချောက်ခတ်၍ဖိုလ်ကြီးတွင်ရေနွေးတွား၍တောင်းရလေ၏ကြော်ခေါင်ပြန်လာသောအခါ၌ကလက်သမားယုံကလေးတွင်ရုပ်ရုပ်တဲတဲဖြစ်နေသည်ကို၎င်း အချင်းထောင်မှတန်ကြောင်းများတထောင်တောင်ခောက်တန်ကို၎င်းအမှုတန်းများဤခရာမှုတ်တန်းများဟိုမှဒီမှပြေးလွှားနေသူများထောင်မှုထောင်ပိုင်များပြေးလွှားနေသည်ကိုမြင်၍၎င်းကြောခေါင်လဲရေနွေးဥကို깟၍ကြပြကရာပြေးသွားရလိမ့်ထိုနေရာသို့ရောက်သောအခါ၌လူအုပ်ကိုဖျဲ၍ကြီးလိုက်ရာသွေးအိုင်ထဲတွင်လဲ၍အသက်ပြောက်နေသောဥချိတ်ပန်းကိုတွေ့ရလေတော့၏ဘိုက်ပွင့်၍ ်ဦးများလည်းထွက်ကြနေသည်ကို ထိတ်လန့်ဖွယ်ရာတွေ့ရလိမ့်၏၎င်းနှင့်မလှန်မကန်နိုင်မူငလင်ပန်းဆိုသော ထောင်လူမိုက်ကြီးတဦးအားထောင်အမှုတန်း၄ဦးကတင်းတင်းကြပ်ကြပ်ချုံနှောင်၍၎င်း၏လက်အတွင်းမှတရေလှီသောဓာတ်ကိုအယအမိယူနေကြောင်း တွေ့ရလိမ့်၏ငလင်ပန်းသည် ထိုဓာတ်ကိုမပေးဘဲကြစ်ကြစ်ပါအောင်ဆုပ်ထား၏အခြားသောအကျဉ်းသားများက ဝင်ရောက်၍လှုပ်ပေးရန်ပြောတော်လဲထောက်အမှုတန်းများကမင်းတို့မပါနဲ့မင်းတို့မပါနဲ့နောက်ထပ်အမှုတက်သွားမယ်ဟု ပြောလိမ့်ဤထို့ဖြစ်ပျက်များကိုမျက်မြင်တွေ့ရသောအကျဉ်းသားတဦးကအိဆောင်ဖွင့်နာနဲ့ငလင်ပန်းကဒီလက်သမားပုတ်ကိုရောက်လာတယ်ပြီးတော့ဖနက်တရံလိုချင်တဲ့ချိတ်ပန်းလို့ပြောတယ်ဦးချိတ်ပန်းကမကြခင်ချုပ်ပေးပါမယ်ဒီဥစ္စာကထောင်ပိုင်ကြီးချုပ်ခိုင်းထားတဲ့ဖနက်ပါလို့တောင်းပန်ရှာတယ်အဲ့ဒီမှာ ငလင်ပန်းကမလို့ချင်ဘူးငါယူမယ်ဆိုပြီးဇွတ်ယူတယ်အဲ့ဒီတော့ကိုချိတ်ပန်းကတောင်းပန်ပြီးသူ့လက်ထဲကဖနက်ကို ပြန်ဆွဲတယ်အဲ့ဒီမှာငလင်ပန်းကအနားမှာရှိတဲ့တရေလှီးတဲ့ဓားကိုကောက်ယူပြီးဦးချိတ်ပန်းရဲ့ဘိုက်ကိုထိုးချပြီးခွဲပစ်လိုက်တယ်ဦးချိတ်ပန်းဟာအော်တော်မအော်နိုင်ဘူးတခါတည်းအသက်ထွက်သွားတာပဲဟုအနီးအနားမှာရှိသောအကျဉ်းသားတစ်ယောက်ကပြောပြလေ၏ထို့သို့ပြောသည်ကိုကြော်ခေါင်လဲကြားလိုက်ရ၏ ထိုအကျဉ်းသား၏စကားဆုံးသည့်နှင့်ကြော်ခောင်းလည်းဘာမှမပြောဘဲသူယူလာသောရေနွေးခရီးထဲမှကြိုက်ကြိုက်ဆူနေတဲ့ရေနွေးနဲ့ထောင်အမှုတန်းများ၏လက်ထဲတွင် ရုံးကန်နေသော ငလင်ပန်း၏မျက်နာကိုဘွမ်းငနဲပပစ်လိုက်၏ငလင်ပန်းသည် အာခနဲတစ်ချက်အော်ကလဲကြမိမျောသွားလိမ့်၏ထိုအခါကျမှကြော်ခောင်းသည်လွတ်ကျသွားသောတရေလီးသည့်ဓာတ်ကိုကောက်ယူကာထောင်အမှုတန်းလက်သို့အနှံလိမ့်၏ ထိုအချိန်၌ငလင်ပန်းဤလက်ပါစီအကျဉ်းသားတူကချို့ဟုခေါ်သောတန်ချုံဖြင့်ကြော်ခေါင်ဤရင်ဝကို ထိုးဆိုင်ချလိုက်၏ကြော်ခေါင်ကရုတ်တရက်ဘေးသို့ရှောင်းလိုက်ပြီးတန်ချုံကင်ထားသောလက်ကိုလဝဆောင်နှင့်ခုတ်ကာထိုအကျဉ်းသားဤလက်ကိုလက်ပြန်ရိုက်၏ထိုအကျဉ်းသားကင်ထားသောချို့လည်းအောက်သို့ကျသွားလိမ့်၏ထိုအကျဉ်းသားလည်းရိုက်တိရိုက်တိုင်းဖြစ်သွား၏ထိုချိန်၌၎င်း၏မျက်နာကို ကျော်ခေါင်ကခုံ၍ကန်လိုက်ပြန်၏လှုပ်ရှားမှုမှာမြန်ဆန်လွန်းလှ၍ဘေးမှလူများဆွဲချိန်တားချိန်မရလိုက်ပေထိုအချင်းသားလဲလဲကြကာသတိလစ်သွားလေတော့၏ထိုအခါကျမှကျော်ခေါင်သည်ချို့ဟုခေါ်သောပစ္စည်းကိုကောက်ယူကာလူအများဤရှေ့သို့ပြစ်ချလိုက်ပြီးနောက်ငလင်ပန်းရဲ့မျက်နှာကိုရေနွေးနဲ့ပတ်လိုက်တာနဲ့ပသက်ပြီးမကြည်နဲ့တဲ့လူမှန်သမျှထွက်လာခဲ့အဲ့ဒီချွတ်နဲ့ကြုတ်ကိုထိုး ကျုပ်ဟာထောင်ထဲရောက်တဲ့နေ့ကစပြီးဘသူနဲ့မှမညှိအောင်နေခဲ့တာပဲအနိုင်ကျင့်လဲခေါင်းငုံခံခဲ့တာပဲဒီတခါတော့မရတော့ဘူးအသက်နဲ့ရင်ပြီးဆုံးဖြတ်ထားပြီးကြိုက်တဲ့လူထွက်ခက်စိန်ခေါ်တယ်တေမင်းစီမှာကျုပ်အသက်ကိုအပ်ထားလိုက်ပြီးတည်ရဲတယ်ဒါကြောင့်တက်လဲတက်ရဲတယ်အနိုင်လဲယူရဲတယ်ကြော်ခေါင်တဲ့ဟေးဟုချိန်ဝါလိုက်စင်မှာပင်မျိုးမျက်ဆိုတော့ထောင်လူစိုးသည်တန်ချုံကိုကုန်း၍စက္ကနဲကောက်လိုက်၏ ကြော်ခေါင်သည်ထိုလူ၏မျက်နာကို အမိအယခြေပြားဖြင့်ဖြောင်းကနေကန်လိုက်လိမ့်၏မျိုးမျက်ဤမျက်လုံးတစ်ဖက်မှ သွေးများထွက်၍မှောက်ခုံကြီးကျသွားတော့၏ကြော်ခေါင်အားလည်းထောင်အမှုတန်းများကလာရောက်ဖမ်းချုပ်ကာတိုက်တစ်ခုအသွင်းသို့ပိတ်၍တော့ခတ်ထားလိုက်လိမ့်၏ဒဏ်ရာရသွားသောထောင်လူဆုံးများကိုမူထောင်စည်းရုံသို့ ပို့လိုက်လိမ့်၏ထောင်ဆရာဝန်ကြီးဦးမိုးကြီးရောက်လာပြီးသည် ဥချိတ်ပန်း၏အလောင်းကိုတည်ယူရန်အမိန့်ပေးလေ၏အနာတရဖြစ်သွားသောထောင်လူမိုက်များကိုလည်းစံတက်၍ထောင်စည်းယုံတွင် ကုရွေမဖြစ်နိုင်ကြောင်းအပြင်စည်းယုံတို့ထုတ်၍ကုတရမည်ဖြစ်ကြောင်းထောင်ပိုင်ကြီးကိုတင်ပြလေ၏ထို့နောက်အပြင်စည်းယုံတို့ ပို့လိုက်ကြရလီတော့တည်း ဟုတ်ကဲ့ပါရှင်လောကဝင်ကပါအပိုင်း6ကိုအဆုံးထိနှဆိုင်ပေးခဲ့ကြတဲ့ဒေါ်လန်ပြည်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်အပိုင်း14မြောက်ကိုလည်းဆက်လက်ဆောင်မြောနှဆိုင်ပေးပါအောင်ရှင်